တနင်္ဂနွေသားသီးများတွင်အခုရောက်ရှိနေတဲ့ဒီတပတ်တာကံကြမ္မာအခြေအနေကိုဒါတဲရော့ကတ်နဲ့နမိတ်ဖတ်ကြည့်တဲ့အခါမှာအရာရာအားလုံးပြီးပြည့်စုံတယ်လို့ဟောဆိုလို့ရတဲ့ဒါနံပါတ်3ဧကရီကတ်ကိုတွေ့ရပါတယ်ဗျာဒီလိုတဲရော့ကတ်ကနမိတ်ပုံကိုတွေ့ရခြင်းအပြင်တနင်္ဂနွေသားသီးများဟာဒီတပတ်တာကာလတွင်မှထိုင်နေုံနဲ့တင်တောင်းကိုယ့်ရဲ့ကိစ္စရဲ့တော်တော်များများပါပေါ့နော်အစဉ်ပြေမှုတွေ အဖြစ်ပေါ်လာနိုင်တယ်လို့ဟောဆိုလို့ရပါတယ်အဓိကအပြည့်တော့ဒီကာလမှာဘာမှသိပြီးတော့ပြင်းပြင်းပန်းပန်း ကြိုးစားရတာမျိုးတင်ပြမဲ့မဲ့အလုပ်လုပ်ရတာမျိုးမဟုတ်ဘဲနဲ့အစဉ်ပြေမှုတိုးတက်အောင်မြင်မှုတွေကကိုရှိကို ရောက်လာပါလိမ့်မယ်။ကံတရားရဲ့မျက်နှာသာပေးမှုတွေကိုရရှိစေနိုင်မဲ့ဒါအချိန်ကာလတပတ်တာကာလကိုရောက်ရှိနေခြင်းဖြစ်တယ်လို့တွေ့ရပါတယ်ခင်ဗျာ။မိတ်ဆွေများကဗီဒီယိုခိုင်းလေးကိုကြည့်ရှုနေပြီဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။ follow မလုပ်ရသေးတဲ့သူများကလည်း ပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပြီးလို့ရပါတယ်ခင်ဗျာတနင်္ဂနွေသားမီးများနေတဲ့တချို့သောကိစ္စရပ်လေးတွေမှာနည်းနည်းလေးအချိန်ပေးပြီးတော့ထိုင်ဆောင်နေရတာမျိုးလေးတွေလည်းပဲရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့သိကြတာကတော့တအားကြီးစူးစမ်းမှတအားကြီးအလုံးလုံးမှအောင်မြင်တာမျိုးမဟုတ်ဘဲနဲ့တက်တောင့်တက်တာလေးလုံယုံစူးစမ်းယုံနဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိလို့လာပါလိမ့်မယ်။နောက်ဝေကြီးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာလည်းပဲ အဆင်ပြေမှုတွေကိုရရှိလို့လာနိုင်လိမ့်မယ်လို့တွေးရပါတယ်။တခုတတိထားမှာဒီတပတ်တာကာလတွင်မှာကျမ်းမာရေးပိုင်းလေးတွေကိုတော့နည်းနည်းသယူဆိုင်ပါ။နေထိုင်မှကောင်းဖြစ်ခြင်းနဲ့ကျမ်းမာရေးအញ្ញံလေးတွေကြုံရတတ်ပါတယ်။နောက်အမျိုးသမီးတဦးရဲ့အကူအညီကောင်းတွေကိုရရှိစေတတ်တယ်လို့လည်းပဲဟောဆိုလို့ရပါတယ်ခင်ဗျာ။ဒီတပတ်တာကာလတွင်မှာမိန်ဟောင်းစီဟောင်းအနေနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။နောက်အလုံဟောင်းနေရာဟောင်းတွေကိုပြန်ရောက်သွားတာမျိုးတွေလည်းပဲ ဖြစ်ပေါ်စေတတ်တယ်လို့တွေ့ရပါတယ်။နောက်ဆုံးရှုံးထားတဲ့ငွေတွေပြန်ရလာတာမျိုးတွေလည်းပဲရှိလာနိုင်ပါလိမ့်မယ်ခင်ဗျာ။အဲ့တော့ဒီတပတ်တာကာလတော်တွင်းမှာတနင်္ဂနွေသားမိများရဲ့ကံသာတာအခြေအနေကတိတိတသားကိုဝင်လန်းတိုးတက်လို့နေပါတယ်ခင်ဗျာ။နောက်တနင်္ဂနွေသားမိများအနေနဲ့ဘာကိုပဲလှုပ်လို့ပေါ့နော်။ဉာဏ်ပညာအတွေးခေါ်ကိုအသုံးချပြီးတော့လုံနိုင်လေအောင်မြင်လေပဲဖြစ်ပါတယ်ဒီတပတ်တာကာလအတွင်းမှာပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေ အောင်မြင်ပါလိမ့်မယ်။အကြောင်းကိစ္စ၊သင်တန်းကိစ္စ၊စာမွေးကိစ္စ၊အင်တာဗျူးကိစ္စတွေအဆင်ပြေပါလိမ့်မယ်။နောက်ဒီတပတ်တာကာလတွင်မှာမိကောင်းဆွေကောင်းတွေရဲ့အကူအညီကောင်းတွေကိုရတတ်တယ်။ဆရာသမားလိုပုံပုံတွေရဲ့အကူအညီကောင်းအကြံကောင်းညံကောင်းတွေကိုရရှိစေတတ်ပါတယ်။အဲ့လိုပဲဒီတပတ်တာကာလတွင်မှာဘာသာရေးပိုင်းဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့လည်းပဲအောင်မြင်နိုင်တယ်လို့တွေ့ရပါတယ်။အဲ့တော့အလုတ်ကိုင်းငွေကြီးနောက်လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့အခြေအနေပညာရေးဘာသာရေး ဒီကံနေနဲ့ပတ်သက်ပြီးတော့သီးသီးသာသာပွင့်လန်းတိုးတက်နေတဲ့တပတ်တာကာလကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ်အဲ့တော့စောစောပြောခဲ့တဲ့နည်းနည်းလေးဂယူဆိုင်ဖို့လိုတာကကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အညာလေးတွေဂယူဆိုင်ပေးပါတချို့ကိစ္စလေးတွေအတွက်နည်းနည်းလေးစိတ်ရှည်ပြီးတော့သီးခံဆောင်တိုင်းပေးပါလို့ပြောချင်ပါတယ်အခုနောက်တစ်ချိန်သေးတော့ခါလေးကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပေးပါဦးမယ်ဒီတပတ်တာကာလမှာထူးထူးခြားခြားဘာတွေဖြစ်နိုင်တယ်လဲနောက်ဘလို့ရေရရာတွေကိုဆောင်ရွက်သင့်တယ်လဲဆိုတာကိုအကြံပြုပေးပါမယ်ခင်ဗျာကျွန်တော်ရဲ့ဒါနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ daily haul တွေကိုကျွန်တော်ရဲ့ BD application တွေထဲမှာဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ်။ဒါပြင်ခုလိုတပတ်စာဟောသနာနေ့တစ်လစာဟောသနာနေ့တစ်နှစ်စာဟောသနာနေ့လည်းပဲပြည့်ပြည့်စုံစုံလေးဖြစ်အောင်တင်ပေးထားပါတယ်။ Play Store မှာစောရံထိုးဆိုတဲ့နာမည်ကိုရပြီးတော့ application လေးကို download ဆွဲတာဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။အခုတနင်္ဂနွေသားနေ့မှာတော့နောက်တစ်ချိန်တဲရက်ကလေးကျွန်တော်ထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီ။ဒီတပတ်တာကာလအတွင်းမှာကောင်းသောအပြောင်းအလဲတွေဖြစ်ပေါ်လာနိုင်ပါတယ်။ တိုးတက်အောင်မြင်မှုတွေကိုလည်းပဲရရှိလို့လာနိုင်ပါတယ်အခက်အခဲတချို့ကြုံလာနိုင်တော်လည်းပဲဒီအခြေအနေတွေကိုအမြင်သာဖြတ်ကျော်နိုင်ပါလိမ့်မယ်ခရီးသွားလာလှုပ်ရှားမှုတွေနဲ့လည်းပဲအကျိုးပေးတတ်တယ်အဲ့လိုအခြေအနေမျိုးတွေလည်းပဲကြုံတွေ့ရတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာရရအနေနဲ့ကတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ထံမှာတပြေညွတ်တပြေပန်းပေါ့နော်အဲဆယ်ညွတ်တိတိလှူဒန်းပြီးတော့ကိုယ့်ရဲ့ကံတွေလက်တွေပွင့်ဖို့အတွက်ဆုတောင်းပေးပါလို့အကြံပြုပေးလိုက်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက် ျေးဇူးတင်ပါတယ်အောက်ဖက်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့ဒီရဲ့ post လေးကိုပုံမပြီးတော့ဒါလူများများရှိဖို့ရောက်သွားအောင်အဲကုညီပံ့ပိုးပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်တနင်္လာသားသမီးများတွေအခုရောက်ရှိနေတဲ့တပတ်တာကံကြမ္မာအခြေအနေကိုတဲရော့ကတ်ကြီးလိုက်တဲ့အခါမှာနံပါတ်၁၈လာမင်းဆန္ဒကတ်ကိုကြားပါတယ်ဒီလိုတဲရော့ကတ်ကနံပါတ်ပုံကိုတွေ့ရခြင်းအပြင်တနင်္လာသားသမီးတော်တော်များများဟာဒီတပတ်တာကာလအတွင်းမှာစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေကို ကြုံတွေ့ရနိုင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်အထူးသဖြင့်ကိုယ့်အောက်ကကိုယ့်ရဲ့နေတဲ့သူတွေကိုအကြောင်းပြုပြီးတော့လည်းပဲစိတ်ညစ်စရာတွေကြုံရတတ်ပါတယ်နောက်တစ်ခုကတော့တဦးထက်ပိုတဲ့သူတွေရဲ့အနှောက်ယှက်ပေးမှုတွေကိုလည်းပဲခံရတတ်ပါတယ်ဒါကြောင့်မလို့ဒီတပတ်တာခါလာတော့တွင်ဟာတင်းလာသားသမီးများအနေနဲ့အဆစအရာရာမှာဂယူဆိုင်ပါအနှောက်ယှက်အတိုက်ခိုက်တွေရှိနေပါတယ်လို့ဒါဦးစွာပထမမှာကြားလို့ပါတယ်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင် ဘေးမှာရှိတဲ့အသေးလေးကိုထည့်ပြီးတော့ like လုပ်ပေးပါဦး။နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုထည့်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။တင်းလာသားကြီးများဟာဒီတပတ်တာကာလာတော့တွင်မှာစိတ်မရှင်လန်းမှုတွေဖြစ်ပေါ်နေတတ်တယ်။အလိုလိုနေနဲ့စိတ်မပြုံးဘူးပေါ့ဗျာ။အဲစိတ်တွေညစ်နေတယ်စိတ်တွေရှုံနေပဲစိတ်တွေလေနေပဲ။ အဲ့လိုမျိုးတွေဖြစ်နေကြပါလေ။နောက်ဒီတပတ်တာကာလတွေမှာအစိတ်ရှိတဲ့သရဝါတွေကိုနည်းနည်းသယူဆိုင်ပေးရတယ်။ဥမာခွေးတို့၊ကြောင်တို့၊မွေတို့၊ကင်းတို့ပေါ့နော်။အဲစသဖြင့်အစိတ်ရှိတဲ့သရဝါတွေရဲ့နှောက်ယှက်တိုက်ခိုက်မှုတွေကိုခံရတတ်ပါလေ။အဲ့တော့ဒီတပတ်တာကာလအတွင်းမှာကြီးခဲ့တဲ့သူတွေရဲ့ညွန်ညင်းမှုလေးတွေလည်းပဲခံရတတ်တယ်။နောက်တစ်ချို့ဆိုအိမ်နဲ့အဆင်မပြေတာတို့၊နောက်အလောက်ကန်အကြီးခဲနဲ့အဆင်မပြေတာတို့ဒါမျိုးလေးတွေရှိတတ်တယ်။နောက်အတိုက်ခိုက်တွေတော်တော်များနေပါတယ်เนาะ။အဲ့တော့ကိုယ့်ကိုအကြောင်းမဲ့တတ်တဲ့လူတွေက ရန်လိုနှောက်ယှက်တိုက်ခိုက်တာမျိုးတွေကိုခံရတတ်တဲ့အချိန်ကာလကိုရောက်နေပါတယ်။ဒါအဲ့လိုပဲဒီကာလအတွင်းမှာခရီးသွားလာလှုပ်ရှားမှုတွေတော့ကြုံရတတ်ပါတယ်။အဲ့လိုသွားပြစ်လာပြစ်လှုပ်ရှားပြစ်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကောင်းတယ်လို့ဆိုလို့ရပါတယ်။နောက်ဒီကပတ်တာကာလအတွင်းမှာဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေအောင်မြင်ပါလိမ့်မယ်။နောက်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲ အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။အလုပ်ကိုင်မှာအဆင်မပြေတာမျိုးတွေဖြစ်တတ်တဲ့ငွေကြေးပိုင်းမှာအကျပ်တဲခက်ခဲတွေကို ကြုံတွေ့ရတတ်ပါတယ်။ကျမ်းမာရေးပိုင်းမှာလည်းပဲညံတက်တဲ့အချိန်ကာလကိုရောက်ရှိနေတာဖြစ်တဲ့အတွက်နည်းနည်းခယူဆိုင်ပါလို့မှာကြားလိုပါတယ်ခင်ဗျာ။ဒါကတော့တင်းလာသားသမီးများရဲ့ဒီတပတ်တာကံကြမ္မာအချိန်တွေကိုဥသာပထမတေရောကလေးတွေကြည့်ပြီးတော့ဟောပြတာပါ။နောက်ဘာရေရာလေးတွေစောင့်ရဲတင်းတယ်လေ။ဘလို့ထူးထူးကြက်ကြအဖြစ်ပြက်တွေနဲ့ဘလို့အခွင့်အလမ်းတွေရရှိနိုင်အောင်မလဲဆိုတာကိုနောက်တစ်ချိန်တေရောကလေးကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပေးပါမယ်။ ်တင်းလာသားသမီးများဟာဒီကပတ်တာကာလာတော်တွင်မှာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အဆင်မပြေမှုတွေကိုအများဆုံးကြုံတွေ့လာရနိုင်တယ်လို့တွေ့ရပါတယ်เนาะတေရော့ကကသဖူးကပ်ကိုထပ်ပြီးတော့ကြာတာเนาะနောက်ဒီကပတ်တာကာလာတွင်မှာဆုံးဖြတ်ချက်အမှားတွေဖြစ်ပေါ်စေတတ်ပါတယ်ဒါမှမဟုတ်ဘာကိုပဲစင်စင်စင်သာဆုံးဖြတ်လောက်ကန်ဆောင်ရွက်တည်ပဲဖြစ်ပါစေအဲ့တော့တိုင်မင်တင်းတဲ့သူနဲ့တိုင်မင်ပါ အဲတော့အဲ့လိုပဲအချိန်ယူပြီးတော့စဉ်းစားပြီးတော့ဆုံးဖြတ်ပြီးတော့လုပ်ပါဇွတ်တရွတ်မလုပ်ပါနဲ့အမာရွေများတတ်ပါတယ်ခြေထောက်ကိုထိခိုက်တတ်ပါတယ်ခြေထောက်ဘေးဥပတ်ဖြစ်တတ်တယ်ဒါလေးတွေကိုကယူဆိုင်ပါအဲ့တော့စိတ်မကြည်လင်မှုတွေကြောင့်ကြံတဲ့အဆအဆအရာရာအားလုံးမှာအဆင်မပြေမှုတွေဖြစ်တတ်တယ်ကျန်းမာရေးပိုင်းမှာလည်းပဲကယူဆိုင်ပါလို့မှာကြားလိုပါတယ်ခင်ဗျာရေရာအနေနဲ့ကတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ထာမသပြေညွန့်ချောင်းညွန့်ရဲ့အုံညွန့်တညွန့်ရဲ့ လှူဒန်းပြီးတော့ကိုယ့်ရဲ့ကံတွေလက်တွေပွင့်ဖို့အတွက်ဆူတောင်းပေးပါလို့ဒါရေရာလေးလေးပေးလိုက်ပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အောက်ဘက်မှာ comment လေးတွေရေးခဲ့ပါအောင်အဲ like share လေးတွေနဲ့လည်းပဲကျွန်တော်ကိုအားပေးကူညီလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်နော် အင်္ဂါသားသမီးများအတွက်ဒီတပတ်တာကံကြမ္မာအခြေအနေကိုဒါတဲရောကက်ကက်နံမိတ်ပုံကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာနံပါတ်၄ဣကရိကက်ကိုကြားပါတယ်ဒီလိုတဲရောကက်ကက်နံမိတ်ပုံကိုတွေးရခြင်းအပြင်အလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်ဒါပေမဲ့ဒီတပတ်တာကာလအတွင်းမှာအနှောင့်ယှက်အတိုက်ခိုက်တွေတအားကိုများနေတတ်ပါတယ်အထူးသဖြင့်တော့ကြီးကျဲတဲ့သူတွေကိုအကြောင်းပြုပြီးတော့လည်းပဲစိတ်ညစ်စရာတွေပြဿနာအခက်အခဲလေးတွေ ဖြစ်ပေါ်စေတတ်တယ်လို့တွေ့ရပါတယ်ခဗျာကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပောင်လေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခဗျာအင်္ဂါသားမိများဟာဒီတပတ်တာကာလအတွင်းမှာကိုယ့်ရဲ့စိတ်ကူးညံတွေကိုယ့်ရဲ့အတွေးခေါ်တွေကိုယ့်ရဲ့အယူအဆတွေအပြောင်းလဲတွေ ဖြစ်ပေါ်စေတတ်ပါတယ်။အဲ့ဒီအပြောင်းလဲတွေဟာလည်းပဲကောင်းသောပြောင်းလဲခြင်းတွေလို့ဆိုလို့ရပါတယ်ခင်ဗျာ။နောက်ဒီတစ်ပတ်တာကာလအတွင်းမှာပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။နောက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲအောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်။ငွေကအဝင်အထွက်ကျန်းနေတတ်ပါတယ်။ဝယ်လဲဝင်တယ်ထွက်လဲထွက်တယ်ရလဲရတယ်ကုန်လဲကုန်တယ်လက်ထက်မှငွေမမြဲတတ်ဘူးဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာအဲ့လိုပဲဒီတပတ်တာကာလအတွင်းမှာဘယ်ကိစ္စကိုပဲလုပ်လို့ခက်ခက်ခက်ခဲပေါ့နော်စူးစမ်းပြီးတော့လောရတတ်တယ်စိန်ခေါ်မှုတွေတိုက်ပွဲတွေကိုကြုံတွေ့ရတတ်တဲ့အချိန်ကာလတပတ်တာကာလကိုရောက်ရှိနေပါတယ် ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ရင်လည်းပဲခယူစားပြပါအထူးသဖြင့်ဖြားရနာတာနေထိုင်မှာကောင်းဖြစ်တတ်တာအပြင်ပေါ့နော်ဘေးဥပတ်အန္တရာယ်လိုဟာမျိုးထိခိုက်မှုလေးတွေကိုလည်းပဲပို့ပြီးတော့ခယူစားပြပါလို့မှာကြားလိုပါတယ်အဲ့တော့အလောက်ကိုင်းနေမှာတိုးတက်အောင်မြင်မယ်ဒါပေမဲ့အခက်အခဲအကြက်တဲလေးတွေအနှောက်အယှက်လေးတွေလည်းပဲပေါ်များတတ်တယ်ငွေကြေးပိုင်းမှာအဝင်အထွက်ကျန်းနေတတ်ပါတယ်ပညာရေးပိုင်းကောင်းတဲ့ဘာသာရေးပိုင်းကောင်းတဲ့နောက်ခက်ကြီးသွားလာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ကောင်းတယ်ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ညံ့တယ်လူမှုရေးပိုင်းနဲ့ပတ်သက်ရင် တော့မကောင်းပါဘူးအဲ့တော့အဓိကအပြင်တော့ဒီတပတ်တာကာလအတွင်းမှာအဲခက်ခဲတွေစိန်ခေါ်မှုတွေရှင်ပြိုင်မှုတွေတိုက်ပွဲတွေကိုအများဆုံးကြုံရနိုင်တယ်လို့ဒါပထမကြိုးခဲ့တဲ့တဲရော့ကတ်တွေရဲ့နမိတ်ပုံရတွေ့ရပါတယ်နောက်တစ်ချိန်တဲရော့ကတ်ထပ်ချုပ်ပြီးတော့အင်္ဂါသားမီးများတွေတဲ့ဘလုကန် တရားရဲ့အခွင့်အလမ်းကောင်းတွေကိုရရှိလာနိုင်အောင်မလဲ။နောက်ဘလို့ရရားလေးတွေကိုစောင့်ရဲသင်ပါတယ်ဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်ခင်ဗျာ။အခုအင်္ဂါသားသမီးများအတွက်နောက်တစ်ချိန်တဲရောကလည်းကျွန်တော်ထပ်ပြီးတော့ကိုချိုးကြည့်လိုက်ပါပြီ။အင်္ဂါသားသမီးများအတွက်ဒီတစ်ချိန်တဲရောကချိုးတဲ့အခါမှာအကူအညီကောင်းအထောက်ပံ့ကောင်းတချို့ကိုဒီတပတ်တာကာလတော်တွင်မှာရရှိလာနိုင်တယ်လို့ တွေ့ရပါတယ်အထူးသဖြင့်ကြီးသောမိမတအူရဲ့အကူအညီမျိုးတွေရလာနိုင်ပါတယ်ကြီးတာငယ်တာခဏဖယ်ထားပြီးတော့မိမတအူရဲ့အကူအညီတွေရလာမယ်လို့ပြောရင်လည်းပဲပို့ပြီးတော့မှန်ပါလိမ့်မယ်ခင်ဗျာနောက်ဒီဘက်တပတ်တာကာလတော်တွေမှာတချို့ကိစ္စလေးတွေမှာနည်းနည်းလေးစိတ်ရှည်ရတာလေးတွေတီးကန်စောင့်ဆိုင်းရတာမျိုးလေးတွေရှိပါလိမ့်မယ်ဘယ်ကိစ္စကိုပဲလုပ်လို့အလောသုံးလေမလုံးစီချင်ပါဘူးခင်ဗျာရေရရာအနေနဲ့ကတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ထက်မှာဗတောင်းညွတ်စနှစ်ညွတ်သို့မဟုတ်မင်းမျိုးပန်းငါးပွင့်နဲ့ နှင်းစီပံခွက်နှက်ပွင့်ကိုရောပြီးတော့လှူပေးပါဗရောင်းညွန့်ရရင်ဗရောင်းညွန့်စနေညွန့်လှူလို့ရတယ်ဗရောင်းညွန့်မလွယ်ဘူးဆိုရင်မင်းမျိုးပံဘာရောင်းမဲ့ဖြစ်ဖြစ်ငါးပွင့်နှင်းစီပံဘာရောင်းမဲ့ဖြစ်ဖြစ်ခွက်နှက်ပွင့်အဲ့နှစ်ခုတွဲပြီးတော့ပြားမှာလှူပေးလို့ရပါတယ်ကဲတော့ဗီဒီယိုပိုင်းလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးကူညီခဲ့ပါအောင်ခင်ဗျာ ဘုရဘူးသားသမီးများတွေဒီတပတ်တာကံကြမ္မာအခြေအနေကိုကျွန်တော်တဲရော့ကထိုးကြည့်တဲ့အခါမှာနံပါတ်5ဖုန်းကြီးကပ်ဖို့ကြားတယ်လို့တွေ့ရပါတယ်။ဒါကြောင့်မို့ဒီတပတ်တာကလာတော့ဘုရဘူးသားသမီးများရဲ့ကံစားတာအခြေအနေတွေကများသောအားဖြင့်ကောင်းမွန်တိုးတက်မှုတွေကိုရရှိလို့လာနိုင်လိမ့်မယ်လို့ဆိုလိုရပါတယ်။အထူးသဖြင့်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာအောင်မြင်မှုတွေရှိနိုင်တယ်လို့ ညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲအောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။ကျောင်းကိစ္စ၊သင်တန်းကိစ္စ၊စာမွေးကိစ္စ၊အင်တာဗျူးကိစ္စတွေအားလုံးအခြေအနေကောင်းပါတယ်။မိကောင်းဆွေကောင်းတွေနဲ့ဆုံတွေ့ရတတ်ပါတယ်။ဆရာသမားလိုပုဂ္ဂိုလ်တွေရဲ့အကူအညီကောင်းတွေကိုရရှိစေတတ်ပါတယ်။ဘယ်ကိစ္စကိုပဲလုပ်လို့ခက်လောလောခက်မြန်မြန်နဲ့ပေါ့နော်။ ုံးထာမျိုးမဟုတ်ပဲနဲ့ဖြည်းဖြည်းအေးအေးနဲ့စဉ်စဉ်သာသာတွေးတွေးခေါ်ခေါ်တိုင်တိုင်မင်မင်နဲ့လုပ်မယ်ဆိုရင်ဘယ်လိုလုပ်ငန်းဆောင်တာသိစားရမျိုးပါပဲဖြစ်ဖြစ်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့တိုင်းလုပ်ပေးပါဦးနောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာဘုရုံမှုသားကြီးများဟာဒီကာလမှာများသောအားဖြင့်စိတ်ချမ်းသာမှုပျော်ရွှင်မှုတွေကိုရရှိစေပါလိမ့်မယ် ခยีသွားလာလှုပ်ရှားမှုတွေနဲ့လည်းပဲ ကြုံတွေ့ရတတ်ပါတယ်။ကောင်းသောခရီးတွေသွားရတတ်တယ်လို့တွေ့ရပါတယ်။ချစ်သူခင်သူတွေရဲ့အကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုရရှိစေနိုင်မဲ့အချိန်ကာလကိုရောက်ရှိနေတယ်လို့တွေ့ရပါတယ်ခင်ဗျာ။ဒီတစ်ပတ်တာကာလအတွင်းမှာငွေဝင်ပါလိမ့်မယ်၊လက်ရွှေပါလိမ့်မယ်၊စီးပွားဖြစ်ပါလိမ့်မယ်၊လုပ်ငန်းကိုင်ငန်းတွေမှာတိုးတက်အောင်မြင်ပါလိမ့်မယ်။ဒါပေမဲ့အလှောက်ရှက်တချို့တော့ကြုံရတတ်ပါတယ်။အထူးသဖြင့်အောက်လက်နေသားတွေကိုအကြောင်းပြုပြီးတော့လည်းပဲစိတ်ညစ်စရာတွေကိုကြုံရတတ်တယ်။လူမှုပေါင်းင်းဆက်ဆံရေးပိုင်းတွေမှာသိမ့်မကောင်းပါဘူး။တချို့သောယင်းဒီရတဲ့သူတွေ အကျိုးသောယုံကြည်ရတဲ့သူတွေကြောင့်အဲစိတ်နှောက်ယှက်ဖြစ်စရာလေးတွေကိုကြုံရတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ကံတွေကောင်းနေတယ်လို့ထင်ရတော့လည်းပဲတခါလေလေမှာဒီတပတ်တည်းမှာပေါ့နော်စိတ်မရှင်လန်းမှုတွေစိတ်မပျော်ရွှင်မှုလေးတွေလည်းပဲအကြောင်းမဲ့မဲ့ရမရှိပဲနဲ့ဖြစ်နေတတ်တဲ့ပုံစံလေးတွေကိုသွားတွေ့ရပါတယ်နော်ဒါပေမဲ့အဲ့ဒါကသိတော့ပြောပါလောက်တဲ့အခြေအနေမျိုးတွေရလို့တော့မဟုတ်ပါဘူးခင်ဗျာအဲ့တော့အလုံးကိုင်းငွေကြေးနောက် မိကောင်းဆွေကောင်းတွေရဲ့အကူအညီကောင်းဆရာသမားတွေရဲ့အကူအညီကောင်းပညာရေးဘာသာရေးခရီးသွားလာလှုပ်ရှားမှုအဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကောင်းနေတယ်လို့တွေ့ရပါတယ်ဒါကတော့ပထမတဲရော့ကတ်တွေကိုကျွန်တော်ကြည့်ပြီးတော့ခေါ်ပြောပေးတာပါနောက်တစ်ချိန်တဲရော့ကတ်ထပ်ချိုးပြီးတော့ဘလို့ထူးထူးခြားခြားအဖြစ်အပျက်တွေကြုံတွေ့ရနိုင်အောင်မလဲဘလို့ရရရလေးတွေစောင့်ဝဲသင့်တယ်ဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်အဲ့တော့ဒီတပတ်တာကာလာတွင်းမှာပေါ့နော်ဘလူးထူးထူးခြားခြားအဖြစ်အပျက်တွေကြုံတွေ့ရနိုင်အောင်မလဲဆိုတော့ များသောအားဖြင့်ဒီတပတ်တာကာလတော်တွင်မှလေကိုကနည်းနည်းလေးပေါ့နော်ကိုလှုပ်တဲ့အလုပ်တွေကဇွတ်တရွတ်လှုပ်လိုက်လို့ပေါ့နော်အမှားယွင်းလေးတွေဖြစ်သွားတာမျိုးလေးတွေရှိတတ်တယ်ဗျအဲ့တော့ဘယ်ကိစ္စကိုပဲပြောဆိုလုပ်ကိုင်ဆောင်ရွက်စီပဲဖြစ်ပါစေအဲအလော30နဲ့ပေါ့နော်ဇွတ်တရွတ်ကြီးလှုပ်တာမျိုးမဟုတ်ပဲနဲ့စင်စင်စားစားတွေ့တွေ့ခေါ်ခေါ်တိုင်တိုင်မင်မင်လေးနဲ့လှုပ်ပါအဲ့ဒါဆိုရင်အမှားယွင်းလေးဆိုနိုင်သလိုတိုးတက်အောင်မြင်မှုတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်လို့တွေ့ရပါတယ်အဲ့တော့ဒီတပတ်တာကာလာတော့အတွင်းမှာ မထင်မှတ်တာတွေမမျော်လင့်တာတွေအံအားသင့်ပွေရာအဖြစ်ပြက်တွေကောင်းသောတိုးတက်ကြောင်းလဲမှုတွေကိုကြုံတွေ့ရနိုင်လိမ့်မယ်လို့လည်းပဲတွေ့ရပါတယ်ခင်ဗျာအဲ့တော့ရေတရာအနေနဲ့ကတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ထာမှာအုံညွတ်ချောင်းညွတ်ရဲ့အုံသီးစိတ်၆စိတ်ကဲလှူဒန်းပြီးလို့ရှိရင်ကံဒီလက်တွေပွင့်ဖို့အတွက်ဆူတောင်းပေးပါလို့ဒါဗုဒ္ဓဘုရားသခင်များအတွက်ရေတရာလေးလည်းကျွန်တော်ပေးလိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးကူညီခဲ့ပါအောင်ခင်ဗျာကြာသာပရိသတ်သီးများတွေတပတ်တာကကြမှာအခြေအနေကိုတဲရော့ကကြည့်လိုက်တဲ့အခါမှာနံပါတ်၁၄ရေခွဲနှစ်ခွက်ကပ်ကိုကြာနေပါတယ်ဒါကြောင့်မလို့ဒီတပတ်တာကာလာတော်တွေမှာကြာသာပရိသတ်သီးများအနေနဲ့ငွေဝင်ပါလိမ့်မယ်လက်ရွှင်ပါလိမ့်မယ်ဥမာဈေးရောက်နေတဲ့သူတရားဆိုလို့ရှိရင်အယောင်းဝယ်တွေတအားကောင်းလာပါလိမ့်မယ် ဲ့တော့ဝေကြီးစည်းဝါးလက်လာပါနဲ့ပတ်သက်ပြီးတော့အတော်လေးပွင့်လန်းတိုးတက်မှုတွေကိုရရှိစေနိုင်တဲ့အချိန်ကာလကိုရောက်ရှိနေတယ်လို့တွေ့ရပါတယ်။အဲဒီလိုပဲဒီတပတ်တာကာလတော်တွင်မှာကန္တရာရဲ့အခွင့်အလန်းကောင်းတွေကကိုကြီးကို ရောက်လာပါလိမ့်မယ်ခင်ဗျာအဲ့တော့မိကောင်းဆွေကောင်းတွေနဲ့လည်းဆုံတွေ့ရတတ်တယ်။နောက်ဒီတပတ်တာကာလတွေမှာပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေအောင်မြင်မယ်။ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေအောင်မြင်မယ်။အသီးတို့ညံတို့အတွေ့တို့အမြင်တို့တွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေ့ရပါတယ်။မိဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုခိုင်းလေးကိုကြည့်ရှုအားပေးပြီးဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။နောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာကြာသာပေးသားမိများနေတဲ့ဒီတပတ်တာကာလအတွင်းမှာခရီးသွားလာလှုပ်ရှားမှုလေးတွေကြုံတွေ့ရတတ်ပါတယ်။သွားရလာတဲ့ခရီးသားမှာသိပြီးတော့မချောမွေ့တာမျိုးအဆင်မပြေတာမျိုးလေးတွေစိတ်အနှောင့်အယှက်ဖြစ်စရာမျိုးလေးတွေလည်းပဲကြုံရတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီခရီးကိစ္စတွေကများသောအားဖြင့်တော့အောင်မြင်နိုင်တယ်လို့တွေ့ရပါတယ်။နောက်ဒီတစ်ပတ်တာကာလတော့ဒီမှာကြာသာပေးသားမိများဟာရန်များတဲ့ပြဿနာများတဲ့အနှောက်အယှက်အတိုက်အခိုက်လေးတွေရှိပါတယ်။ဒါလေးတွေကိုတော့ တည်ထားဖို့လိုပါတယ်ခင်ဗျာ။နောက်ကြာသာဝေးသားမိများနေတဲ့ဒီတပတ်တာကာလအတွင်းမှာတချို့သောအလုပ်တွေမှာပေါ့နော်။လောဘတကြီးလုံလိုက်လို့ရှိရင်အမားရင်းတွေဖြစ်တတ်ပါတယ်။သိပြီးတော့လောဘမကြီးနဲ့သူကရောင်ရဲတင်းတိမ်ကျဉ်းနှံမှုတွေနဲ့လည်းပဲဒါအဆင်ပြေနိုင်လိမ့်မယ်။လောဘတကြီးလုံလို့ရှိရင်အမားရင်းအလွဲချော်တွေဖြစ်တတ်တယ်ပေါ့နော်။ဒါကြောင့်မလောင်ကားသားလုပ်တဲ့သူတွေဆိုရင်ပူရာမှာ တတိထားဖို့လိုပါတယ်။နောက်ဒီတစ်ပတ်အကာလတွေမှာမိတ်ဆွေရင်တချို့နဲ့ပေါ့နော်သဘောထားအမြင်စွဲလွဲသွားတာတို့လမ်းခွဲသွားတာတို့ဒီလိုအခြေအနေမျိုးလေးတွေကြုံရတတ်ပါတယ်။နောက်ကျမ်းမာရေးပိုင်းနဲ့ပတ်သက်လာရင်ဖြားလာနာလာနေထိုင်မကောင်းဖြစ်တာနဲ့ထိခိုက်စေတတ်တဲ့အန္တရာယ်မျိုးလေးတွေကိုဂရုစိုက်ဖို့လိုပါတယ်။အာ၆ောင်းနဲ့ခိုင်မီတာလက်တက်ခိုင်မီတာသို့မဟုတ်လက်ဓာပြတ်တာနော်အဲ့လိုပဲမီလီယာစီအပူရှော့ဖြစ်တာဒါမျိုးလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုကယူဆိုင်ပါလို့မှာကြားလို့ပါတယ်အလောက်ကိုင်းတဲ့ငွေကြေးစည်းဝါးအခြေအနေတွေမှာ ကောင်းမွန်တိုးတက်ပါလိမ့်မယ်။ဒါပေမဲ့အခက်အခဲအတားအဆီးအနှောင့်အယှက်တချို့ကိုလည်းပဲရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်လို့ဟောကြားလိုပါတယ်ခင်ဗျာ။ဒါကတော့ပထမတဲရော့ကတ်တွေကိုကျွန်တော်ကြည့်ပြီးတော့ဟောပြတာပါ။နောက်တစ်ချိန်တဲရော့ကတ်တွေကျွန်တော်ထပ်ပြီးတော့ကြည့်ပြပါဦးမယ်။ကြလာပေးသားပြီးများတဲ့ဒီတပတ်တာကာလအတွင်းမှာဘလူကန်အကွင်လန်းတွေကြုံတွေ့ရနိုင်မလဲ။နောက်ဘလူရေရာလေးတွေကိုစောင်းရဲသိမှတယ်လဲဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်။ပေးသားပြီးများနေတဲ့ဒီတပတ်တာကာလတော်အတွင်းမှာတအူးထက်ပိုတဲ့သူတွေ ကြောင်းပေါ့နော်စိတ်အနှောက်အယှက်ဖြစ်စရာလေးတွေကြုံရတတ်ပါတယ်ဒါမှမဟုတ်လူအုပ်စုတို့အများတို့ ਨੇ ပေါ့နော်ပေါင်းသင်းပတ်သက်ဆက်ဆံတဲ့နေရာလေးတွေမှာနည်းနည်းလေးဂယူဆိုင်ဖို့လိုပါတယ်အိုးဝိတ်နေရာထိုက်ခင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါလိမ့်မယ်ညဘက်တွေမှာသွားလာလာလေးတွေမှာနည်းနည်းလေးဂယူဆိုင်ဖို့သတိထားဖို့လိုပါတယ်အစိတ်ရှိတဲ့သရဝါလေးတွေကိုလည်းပဲဂယူဆိုင်ပါမွေတို့ကင်းတို့ခွေးတို့ကြောင်တို့ဒါမျိုးတွေကိုဆူလိုခြင်းပဲဖြစ်ပါတယ်ခင်ဗျာ အဓိကအပြင်ဒီတပတ်တာကာလတို့မှာပျော်အောင်နေပါစိတ်ချမ်းသာအောင်နေပါစိတ်ချမ်းသာပြီးစိတ်ပျော်ရွှင်နေကံတရားရဲ့အခွင့်အလမ်းကောင်းတွေကကိုရှိကိုရောက်လာနိုင်လေပဲလို့ပဲကျွန်တော်အနေနဲ့အကြံပြုပေးလိုပါတယ်မိတ်ဆွေများကမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့ထာမှာခရီညွတ်၆ညွတ်လှူဒန်းပြီးလို့ရှိရင်ကံတွေလက်တွေပွင့်ဖို့အတွက်ဆုတောင်းပေးလို့ရပါတယ်ခရီပန်းလှူမယ်ဆိုလို့ရှိရင်လည်းပဲခရီပန်း၆ခု လှူလို့ရပါဒါမှပကံလေးထဲမှာအပုံလေး6ပုံပေါ့နော်အဲတင်ပြီးတော့လှူမယ်ဆိုလည်းပဲရပါတယ်ခင်ဗျာဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အပေါ်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးကူညီခဲ့လို့ရပါတယ်ခင်ဗျာ တောက်ကြသားမိများရဲ့ဒီတပတ်တာခံကြမှာအခြေအနေကိုတဲရွက်ကချိုးလိုက်တဲ့အခါမှာနံပါတ်5ဟာမစ်ကက်ရသေးကက်ကိုကြားပါတယ်ဒီတဲရွက်ကက်ကနံပါတ်ပုံကိုကြည့်ရခြင်းအပြင်ဒီတပတ်တာခါလာအတွင်းမှာကြီးခဲ့တဲ့သူတွေရဲ့အခုညီကောင်းတွေကိုရရှိစေနိုင်ပါလိမ့်မယ်နောက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာ အောင်မြင်ပါလိမ့်မယ်အတိတူးဉာဏ်တူးအတွေ့အကြုံအမြင်တူးတွေရရှိပါလိမ့်မယ်။နောက်လုပ်ငန်းကိုင်ငန်းပိုင်းတွေနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။အခွင့်အလမ်းကောင်းသစ်တွေပေါ်ပေါက်လို့လာနိုင်ပါလေ။ရည်ရည်လှုပ်ဆောင်အောင်မဲ့ဆောင်ရွက်ချက်တွေမှာပုံမူပြီးတော့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။ခရီးသွားလာလှုပ်ရှားမှုတွေနဲ့လည်းပဲ အလုံးအကျိုးပေးတတ်တဲ့ဒါအချိန်ကာလကိုရောက်ရှိလို့နေခြင်းပဲဖြစ်ပါတယ်။မိတ်ဆွေများကဗီဒီယိုခိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။ follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရှားပါတယ်ခင်ဗျာ။တောက်ကြသားမိများအနေနဲ့ဒီကာလတော့တွင်မှာမိန်ဟောင်းဆွေဟောင်းတွေနဲ့ဆုံတွေ့ရတတ်ပါတယ်။ကွဲကွာတဲ့သူတွေနဲ့ပြန်လည်ပြီးတော့အဆက်အသွယ်ကောင်းတွေရရှိလာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။နောက်အလုံဟောင်းနေရာဟောင်းတွေကို ပြန်ရောက်သွားတာမျိုးလေးတွေဖြစ်ပေါ်စေတတ်တယ်လို့တွေ့ရပါတယ်ခင်ဗျာဒီတပတ်တာကာလအတွင်းမှာဘယ်ကိစ္စကိုပဲလှုပ်လှုပ်ပေါ့နော်အပီးမတတ်တာလို့လက်ဆက်မတတ်တာလို့အဲ့တော့နေ့အချိန်ဆွဲညအချိန်ဆွဲပေါ့နော်အခုလုံးလို့ပြီးတဲ့အလုပ်တခုကိုအခုတခါတည်းအပြတ်မပြတ်ပဲနဲ့ပေါ့နော်အကြောင်းမဲ့ပေါ့နော်ဒါအချိန်ဆွဲပြီတလို့မျိုးတွေ ဖြစ်နေတာပါတယ်ဒါလေးတွေကိုခယူဆိုင်ပါနောက်အနှောက်ယှက်လေးတချို့ရှိနိုင်ပါတယ်ကိုကိုမလိုမုံထားတဲ့သူနှောက်ယှက်တိုက်ခိုက်ခြင်းနဲ့သူတွေကြောင့်ပေါ့နော်စိတ်နှောက်ယှက်ဖြစ်စရာလေးတွေကြုံရတတ်တယ်ကျန်းမာရေးပိုင်းနဲ့ပတ်သက်နေနေလေးညံ့ကျင်တယ်လို့မျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့တော့တခြားအလောက်ကငွေကြီးစီးပွားအခြေအနေတွေမှာတော့များသောအားဖြင့်ကောင်းမွန်တိုးတက်မှုတွေအစဉ်ပြေမှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်လို့ဟောကြားပေးလိုက်ရပါတယ်။ဒါကတော့ပထမတဲရော့ကတ်တွေကိုကျွန်တော်ကြည့်ပြီးတော့ဟောကြားပေးတာပါ။နောက်တစ်ချိန်တဲရော့ကတ်ထပ်ချုပ်ပြီးတော့ တောက်ကြသားမိများအတွက်ဘလို့ကံအခွင့်အလမ်းတွေကြုံတွေ့ရရှိနိုင်အောင်မလဲ။နောက်ဘလို့ရည်ရည်တွေကိုဆောင်ရွက်သင့်ပါတယ်လဲဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်။အခုဆက်ပြီးတော့ဒုတိယတစ်ကြိမ်ဒါတဲတော့ကလေးကိုတောက်ကြသားမိများအတွက်ကျွန်တော် ချိုးကြည့်လိုက်ပါပြီ။တောက်ကြသားသမီးများအနေနဲ့ဒီကာလာတော်တွင်မှာပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာအောင်မြင်တိုးတက်ဖို့တွေကိုရရှိစေနိုင်ပါလိမ့်မယ်လို့ဒါပထမတေရောကက်ကနမိတ်ပုံတိုင်းပဲကျွန်တော်ထပ်ပြီးတော့တွေ့ရပါတယ်။တပေတပန်းအောက်လက်ငယ်သားတွေရဲ့အကူအညီကောင်းတွေရတတ်သလိုဆရာသမားလိုပုဂ္ဂိုလ်တွေကြီးခဲ့တဲ့သူတွေရဲ့အကူအညီကိုအကူအညီကောင်းတွေကိုလည်းပဲအကြံကောင်းကြံကောင်းတွေကိုလည်းပဲရရှိစေတတ်ပါတယ်။ဘယ်ကိစ္စကိုပဲလှုပ်လှုပ်ခက်လောလောခက်ညံ့ညံ့လောရတာလှုပ်တာမျိုးမဟုတ်ဘဲနဲ့စဉ်စ င်းစင်းစားစားတွူးတွူးခေါ်ခေါ်ချင်းချင်းဆဆလေးနဲ့လုပ်မယ်ဆိုရင် အောင်မြင်တိုးတက်မှုတွေကိုပို့ပို့ပြီးတော့ရှားရှိစီနိုင်ပါလိမ့်မယ်အဲ့တော့ဉာဏ်ပညာအတွေးခေါ်တွေကိုအသုံးချပြီးတော့လုံနိုင်လေပို့မို့ပြီးတော့တိုးတက်အောင်မြင်နိုင်လေပဲလို့ဩဆိုလိုရတဲ့အချိန်ကာလမျိုးကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ်ရေရာအနေနဲ့ကတော့ဘုံကြီးရဟန်းတန်ခါတဘာဘာကိုကိုတတ်နိုင်သလောက် ဒါနကုသိုလ်ကောင်းမှုတစ်ခုပြုပေးပါလို့အကြံပြုပေးလိုက်ရပါတယ်မိတ်ဆွေများကဗီဒီယိုဟိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အောက်ဖက်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးကူညီခဲ့လို့ရပါတယ်ခင်ဗျာ စနေသားမီးများတွေတပတ်တာကကြမှာအခြေအနေကိုကျွန်တော်တဲရော့ကကြည့်လိုက်တဲ့အခါမှာနံပါတ်7ဒွန်ကျဲဆိုတဲ့ကတ်ကိုကြားပါတယ်ဒီလိုတဲရော့ကတ်ကနမိတ်ပုံကိုတွေ့ရခြင်းအပြင်စနေသားမီးများဟာဒီတပတ်တာကာလတွင်မှာစူရူးပွဲတို့ဂုံတို့တွေရတတ်တယ်အများရဲ့ချီးကျူးမှုတွေကိုခံရတတ်တယ်နာမည်ဂုံတဲ့င်းတွေကြော်သောစေတတ်တယ်ဆိုဖော်ဆိုရမယ့်အချိန်ကာလကိုရောက်ရှိလို့နေခြင်းပဲဖြစ်ပါတယ်ဒါအပြင်ဒီတပတ်တာကာလတွင်မှာအလောက်ကအခွင့်လန်းကောင်းနှစ်ခုလောက် ေါ်ပေါက်လာနိုင်တယ်လို့တွေ့ရပါတယ်ခင်ဗျာဒီတပတ်တာကာလတွေမှာငွေဝင်ပါလိမ့်မယ်လက်ရှင်ပါလိမ့်မယ်စီးပွားဖြစ်ပါလိမ့်မယ်လုပ်ငန်းကိန်းကန်းတွေမှာတိုးတက်အောင်မြင်ပါလိမ့်မယ်ဒါပေမဲ့ပြောပြရရှိတာကနာမည်ကြီးထမင်းငတ်လို့ပုံစံမျိုးတော့ဖြစ်နေတတ်ပါတယ်ဝင်သလောက်ပြန်ထွက်ရသလောက်ပြန်ကုန်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတတ်တယ်ဒါမလို့ငွေကြေးပိုင်းဟာလိုအပ်လို့ကုန်တာလား မလိုအပ်ဖက်နဲ့အထွက်ပြုအကုန်ကြားတွေများနေသလားပေါ့နော်ဒါလေးတွေကိုခယူဆိုင်ဖို့လိုပါတယ်ခင်ဗျာမိတ်ဆွေများကကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုကြည့်ကြည့်အားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်စနေသားမီးများဟာဒီတပတ်တာကာလအတွင်းမှာတချို့သောပြဿနာလေးတွေပေါ့နော်ကြုံတွေ့ရတတ်တယ်ပြောဝါဆိုဝါဖြေရှင်းရတဲ့ကိစ္စလေးတွေ ကြုံရတတ်တယ်ဆိုတာကိုတွေ့ရပါတယ်အဓိကအပြင်တော့ကိုပါပဲလှုပ်လို့ကိုလှုပ်တဲ့အလုပ်တွေမှာအမားကြီးမဖြစ်ပါစေနဲ့မှန်မှန်ကန်ကန်ပြုမှုပြောဆိုလောက်ကန်ဆောင်ရွက်ပါလို့လည်းပဲအကြံပြုပေးလိုပါတယ်ခင်ဗျာဒီတပတ်တာကာလအတွင်းမှာလှုပ်ရှားသွားလာမှုတွေများနေရတတ်ပါတယ်ခက်ကြီးနဲ့လည်းပဲအကျိုးပေးတယ်လို့တွေ့ရပါတယ်အပြောင်းလဲတွေဖြစ်ပေါ်စေနိုင်တဲ့ကောင်းသောတိုးတက်ပြောင်းလဲမှုတွေကိုကြုံတွေ့ရရှိနိုင်ပါတယ်အလုံးကန်ငွေကြီးနောက်ပညာရေးဘာသာရေးနာမည်ကိုယ်တည်င်းပေါ့နော်ဒါရင်းနဲ့ပတ်သက်ပြီးတော့ကောင်းတယ်လို့ကျန်တဲ့ကျမ်းမာ ရေးပိုင်းတို့လူမှုရေးပိုင်းတို့ ਨੇ ပတ်သက်လို့လည်းဆက်ပဲဒါအလွန်ကောင်းတဲ့အချိန်ကာလကိုရောက်ရှိနေပါတယ်အဲ့တော့အញ្ញမ်းဆိုတာကတိတ်တော့မရှိဘူးဗျစောစောပြောသလိုပေါ့နာမည်ကြီးထမင်းငတ်လို့ပုံစံမျိုးဖြစ်နေတာတို့ငွေကြီးအကုန်အကြအထွက်ပြူတွေများနေတာတို့ဒီလိုပုံစံမျိုးလေးတွေတော့ သွားပြီးတော့တွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်ဒီတပတ်တာကာလတော့တွေ့ဟာစနေသားနေ့များအနေနဲ့ကံစားတာတွေကောင်းမွန်တိုးတက်ပြီးတော့အခွင့်အလမ်းကောင်းတွေဖြစ်ပေါ်လာစေနိုင်မဲ့အချိန်ကာလတပတ်တာကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ်။ဒါကပထမတဲရော့ကတ်လေးကိုကျွန်တော်ကြည့်ပြီးတော့ဟောပြတာပါ။နောက်တစ်ချိန်တဲရော့ကတ်လေးထပ်ချုပ်ပြီးတော့စနေသားနေ့များတွေဒီတပတ်တာကာလတော်တွင်မှာဘလို့ကံအခွင့်လန်းကောင်းတွေကိုရရှိနိုင်အောင်မလဲဘလို့ရည်ရည်ရည်ကိုဆောင်ရွက်တင်တယ်ဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါဦးမယ်ခင်ဗျာ မိတ်ဆွေများကကျွန်တော်ရှိမှာတဝူးချင်းတယောက်ချင်းဗီဒီမီမြန်းချင်းတယ်ဆိုရင်တဝူးချင်းတယောက်ချင်းရဲ့ဂိမ်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်။နောက်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးပါတယ်။လိုအပ်တဲ့ရေရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံပူတော်ကတဝူးကို၂ပေါင်းချက်ယူပါတယ်။နောက်ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရဲ့နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily haul တွေကိုကျွန်တော်ရဲ့ဗီဒီ application တွေထဲမှာဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ်။အဲ့တော့ daily haul တွေအပြင်တပတ်စာဟောစတန်တလားစာဟောစတန်တနင်္ဂနွေစာဟောစတန်တွေလိုလည်းပဲ အဲပြည့်ပြည့်စုံစုံလေးပြအောင်ကျွန်တော်တင်ပေးထားပါတယ် Play Store မှာစောရန်ထုံးဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ download ဆွဲပြီးတော့ဝင်ရောက်ကြည့်ရှုအားပေးလို့ရပါတယ်ခင်ဗျာအခုစနေသားနေ့မှာတွေနောက်တစ်ချိန်ကျွန်တော်တေရော့ကလေးထပ်ပြီးတော့ချိုးကြည့်လိုက်ပါတယ်ဒီတပတ်တာကာလတွင်မှာအောက်လက်ငယ်သားတချို့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေကိုယ့်အောက်ငယ်တဲ့သူတွေအတွက်နဲ့စိတ်ညစ်စရာလေးတွေကိုကြုံရတတ်တယ်ဆိုတာကိုတော့တွေ့ရပါတယ်နောက်ဒီတပတ်တာကာလတော်တွင်မှာစိတ်ကလေအလိုလိုနေနဲ့မရှင်လန်းသလိုမျိုးပေါ့စိတ်ညစ်စရာမျိုးပေါ့နော် အဲစိတ်ဖိစီးမှုများနေတတ်တဲ့ပုံစံမျိုးလေးတွေဖြစ်ပေါ်စေတတ်ပါတယ်တန်းနိုင်သူရဲ့အဲ့လိုမျိုးမဖြစ်စေဘဲနဲ့ပေါ့နော်ကိုယ်စိတ်ကိုလန်းဆန်းကြည်လင် ပေါ်ပါအောင် ထားပါအဲ့ဒါမှကိုယ့်ရဲ့ကံတွေကကောင်းလာလိမ့်မယ်လို့တွေးရပါတယ်ရေရာအနေနဲ့ကတော့ခွေးသာကျွေးပေးပါတယ်ခွေးကိုအစာကျွေးပေးခြင်းဟာဒီတပတ်တာကာလအတွင်းကိုယ့်ရဲ့ကံတွေကိုပို့ပို့ပြီးတော့ကောင်းမွန်တိုးတက်စေပါလိမ့်မယ်မိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲ အားပေးကူညီခဲ့ပါအောင်ခင်ဗျာကျေးဇူးအထူးတင်ပါတယ်